ျွန်တော်တို့အားငယ်နေတဲ့ချိန်စိတ်သက်ကြနေတဲ့ချိန်ဆိုတာရှိမှာပါ။ခွန်အားဖြစ်စေမဲ့အစာသာလေးကိုတွေးလို့ချစ်တငယ်ချင်းတွေကိုလည်းကျွန်တော်ပြန်လည်မျှဝေပေးချင်ပါတယ်။ကြာရှုံးနေချိန်မှာခေါင်းမော့ပါ။ကြိုးစားချိန်မှာနှုတ်လုံးပါ။အောင်မြင်ချိန်မှာမန်ချပါ။ပြေးဝချိန်မှာမျှဝေပါ။ကြိုးစားနေတဲ့ချိန်မှာတဲခံပါ။ကြာရှုံးနေတဲ့ချိန်မှာရဲရင်ပါ။အောင်မြင်တဲ့ချိန်မှာတည်ငြိမ်ပါ။ ြုံးနေပေမဲ့နာကျင်ရတဲ့ရစ်တွေရှိတယ်။အပေါ်ယံလေးနဲ့အရာရာကိုမဝေဖန်ချင်ပါနဲ့။လူတိုင်းမှာတောကကိုစီနဲ့ပြောတယ်လို့နေနေကြရတာပါ။ဘဝမှာအခက်ခဲတွေနဲ့ရင်ဆိုင်လာရတဲ့အခါဘာလို့လဲလို့မေးခွန်းထုတ်မနေပဲဘလို့စူးစမ်းရမလဲဆိုတာစဉ်းစားလိုက်ပါ။ရီမန်ချစ်တွေပြည့်ရင်ဘဝတစ်ခုလုံးပြည့်စည်သွားနိုင်ပါတယ်။ဒါကြောင့် အခက်ခဲတွေနဲ့ဘလို့ပဲကြုံတွေ့နေပါစေရည်မှန်းချစ်တွေ မပြတ်ပါစေနဲ့အာတင်းသာဘဝနဲ့ရင်းမိရလိုက်တဲ့သင်ခန်းစာတွေက ခံရတဲ့ချိန်မှာခါသီးပေမဲ့တစ်ချိန်ချင်းမှာဂျုံမြင်လာမှာပါမှန်မှန်မှားမှားစင်းရဲရင်တော့ခံရမယ်ချိုချိုခါခါမကြမ်းပါရင်တော့တောက်ရမယ်လိုလိုမလိုလိုပတ်ဝန်းကျင်ကိုတော့ပေါင်ရတယ်ကောင်းကောင်းမကောင်းကောင်း အလုတ်သဘောရတော့ပြုံးရတဲ့မင်းဒုက္ခရောက်နေချိန်မှာဘသူ့ကိုမှအတနာမခံပါနဲ့ယုံထွက်နိုင်အောင်ကြိုးစားပါလူတိုင်းမှာတန်ဖိုးဆိုတာရှိပါတယ်ခုပေါ်မှာတန်ဖိုးထားတဲ့လူတွေကို အချိန်ပေးရအောင်မယ်လူကိုမကြည့်ပါနဲ့မူကိုကြည့်ပါရုပ်ကိုမကြည့်ပါနဲ့အလုတ်ကိုကြည့်ပါ အပြောကိုမကြည့်နဲ့မနှောကိုကြည့်အတူမြင်ပေမဲ့အမြင်မတူတဲ့အခါ အတိတ်ပဲဟာလွင်မနေအောင်မှာပါခါဖြစ်မဲ့ floor လေးတွေကိုရိုက်ပြီးမှဖြစ်တဲ့အတွက်အားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်